အမေရိကန်တန်မတ်နဲ့ဗြိတိန်တန်မတ်တို့နှစ်ယောက်ဟာကချင်ပြည်နယ်ရဲ့ငင်းချင်းရင်းနဲ့ဒုက္ခသည်တွေစီကိုအတားအဆီးမရှိဘဲအကူအညီပေးဖို့ဆက်လက်ကြိုးစားလှုပ်ဆောင်မယ်လို့ဖေဖော်ဝါရီလ10ရက်နေ့ကမီဒီယာရင်နဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါဒီသတင်းကိုတော့ဒေါ်သင်းသင်းရွယ်ကပေးပို့ထားပါတယ်ရှင်မြစ်ကြီးနားမြို့နယ်ရဲ့ကြာလာရောက်လည်လာခဲ့တဲ့ဗြိတိန်တန်မတ်နဲ့အမေရိကန်တန်မတ်တို့ကသူတို့ခီးစီအပြီးဖေဖော်ဝါရီလ10ရက်နေ့ကမီဒီယာရင်နဲ့တွေ့ဆုံချိန်မှာကချင်ပြည်နယ်စစ်ပြေးဒုက္ခတွေတွေနဲ့ပတ်သက်ပြီးအခုလိုပြောတာပါ ကလေးတွေပေါ့နော်မမြင်နိုင်တဲ့အသေးစိတ်အကြောင်းလေးတွေတော့ရှိချင်ရှိပါလိမ့်မယ်ဒါပေမဲ့အားလုံးချုပ်ပြီးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီတုန်းကလာတော့ပူပန်နေလို့ပြောခဲ့တဲ့ကိစ္စတွေအကုန်လုံးအခုမှလည်းပူပန်နေရတော့မှာပဲဥမာဖြင့်တိုက်ပွဲတွေဆက်ဖြစ်နေတော့မယ်ပြီးတော့လို့ရှိရင်ဒီပြည်သူလူထုကခံစားနေရတော့မယ် IDP ပေါ့နော်ဒုက္ခသည်တွေလည်းများလာပြီအဲ့ဒီလိုပဲသူတို့ကိုအကူအညီတွေပေးဖို့လို့တွားတဲ့နေရာမှာလည်းပဲဒီတာစီပိတ်ပင်မှုတွေရှိနေသေးပဲဆိုတော့အဲ့ဒီအချက်တွေကတော့မပြောင်းလဲသေးပါဘူးမြစ်ကြီးနာခီးစင်နဲ့ပတ်သက်ပြီးအမေရိကန်တန်အမတ်ကတော့ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကတူလာခဲ့တဲ့ခီးစင်မှာစစ်ပွဲတွေနဲ့ပတ်သက်ပြီးပူပန်ခဲ့ရတယ်လို့အခုဒုတိယအကြိမ်ခီးစင်မှာလည်းပူပန်နေရဆဲပဲလို့ပြောပါတယ်။ဒါအပြင်စစ်ရှောင်းတွေတိုးလာတာနဲ့ပတ်သက်ပြီးတော့လည်းငြိမ်းချမ်းရဘလောက်တောင်အရေးကြီးတယ်ဆိုတော့ပြရုပ်ဖြစ်တယ်လို့ပြောပါတယ်။ ဒီကချင်ပြည်နယ်ရေးရဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကြီးလမ်းစဉ်မှာကန်တွေးရတဲ့ခက်ခဲတဲ့ပြဿနာတွေတခုပေါ့နော်တခြားအားတွေထက်ကောင်ကပိုပြီးခက်ခဲတဲ့အနေအထားကိုတွေ့ရပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီပုံမှာကျွန်တော်တို့ကနေမှာစိတ်ဝင်တစားနဲ့ကုညီဖို့ရှိတဲ့ဆိုတော့ဖော်ပြခြင်းနဲ့ရည်ရွယ်ချက်နဲ့အခုလိုမျိုးလာရောက်တာဖြစ်ပါတယ်။ပြီးတော့ဒီဒေသခံတွေစီရလည်းပဲပြန်ပြီးတော့ပေါ့နော်လေ့လာဖို့လို့မှတ်သားဖို့လို့ဆိုရည်ရွယ်ချက်ပြည်ချနာခီးစင်မှာအမေရိကန်တန်အမတ်နဲ့ဗြိတိန်တန်အမတ်နှစ်ယောက်တို့ဟာကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်စစ်ချောင်းစခန်းဘာသာရေးခေါင်းဆောင်အရာဘက်လူမှုအဖွဲ့အစည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုတို့ကိုလည်းတွေ့ဆုံခဲ့ပါတယ်။ကျမတင်းတင်းလွယ်ပါရှင်။